celebrate is what you do. Happy birthday, happy birthday, happy birthday to you. Celebrate, celebrate is what you do. အော်ဝယ်ဝယ်ပေးရင်ကိုပီတီဖြစ်နေအရင်ကလည်းဟိုဘယ်လိုပြောမလဲဟိုဒီလိုပဲကိုယ့်အကူလေးပဲနေတတ်တာဆိုတော့ကိုယ်လည်းအလုပ်မခံရဘူးသူများကိုလည်းမလုပ်ဘူးပြောရရင်တော့လောကကောင်လုပ်ပေးရကောင်မှလည်းမသိဘူးပေါ့နော် စစ်တာကိုကအာမထုတ်ပြတတ်ဘူးမထုတ်ပြတတ်ဘူးအဲ့လိုကိုက introvert ထဲမှာပါတယ်အချို့ကိစ္စတွေကထုတ်မပြတတ်ဘူးဆိုပေမဲ့လည်းစစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတတ်လာတယ်လည်းရှိတယ်ကိုကဘလောက်ပဲဘလောက်ပဲမထုတ်ပြတတ်တဲ့သူပဲဖြစ်ဖြစ်စစ်တဲ့စိတ်တစ်ခုနဲ့လေးစားတဲ့စိတ်တစ်ခုနဲ့အော်တိုဖြစ်လာတာလည်းရှိတယ်။အဲ့ဒါရောတဖြည်းဖြည်းချင်းနဲ့တော့သိလာတယ်။အဲခုနကလိုမျိုးတွေကိုမလုတ်တက်တဲ့ဟာတွေကိုမလုတ်ဘူးတဲ့ဟာတွေကိုအချင်းမရှိတဲ့ဟာတွေသူများကလုတ်ပြရတယ်သူများကကိုယ့်ကိုလုတ်ပေးတယ်ဆိုတဲ့အခါမှာ ဩော်ဒါဆိုရင်တော့သူများကိုယ်ကောင်းပေးရဆိုလို့ရှင်အကိုကအတိမတ်ပြုတ်ရအောင်မယ်လေအတိမတ်ပြုတ်ပြင်ကိုကလည်းပြန်ကောင်းပေးရအောင်မယ်ကိုကပြန်တုံ့ပြန်ရအောင်မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါလေးတော့အာသိလာတယ်ကိုကကိုပျော်ရွှင်ရတာများပါတယ်ကိုကကိုကိုပျော်ရွှင်အောင်ကိုအလုတ်ခံရတာအပြုစုခံအယူခံအယူရခံပျော်ရွှင်ခံ ါကတော့ကျွန်တော်ဟိုလေအဲကမုံဖွင့်မှာကမုံဖွင့်ခိုးစေးပါဒီမင်္ဂလာတောင်ညွန့်နဲ့ဘုံမြောင်လမ်းမေအဲ sorry မင်္ဂလာတောင်ညွန့်မှာရှိတာပါဘုံမြောင်နဲ့မြမကွင်လမ်းတောင်မှာရှိတာပါခင်ဗျာဒါခိုးစေးအစ်စ်ပါပြီးတော့ DC နဲ့စိန်နှန်းတော်နဲ့ဒီလိုမျိုးတွဲပြီးတော့มาဖွင့်ထားတဲ့နေရာလေးပါခင်ဗျာဟုတ် shopping လာထွက်တာ promotion လည်းရှိတယ်ဆိုလို့လေပြီးတော့ဒီလို sign လေးကိုအဲ့လိုလေးတွဲဖွင့်ထားတာလည်းကျွန်တော်တို့စီမှာမရှိဘူးလေအဲနိုင်ငံခြားမှာတော့ဒါ trend ဖြစ်နေတာပေါ့ အဲ promotion ရှိတာလည်းပါတယ်ပစ္စည်းကိုတနေရာထဲမှာရွေးချယ်လို့ရတာလည်းပါတယ်နောက်ပြီးတော့ဝယ်ပေးကျင်တာလည်းပါတယ်အဲဒါကြောင့်မို့ရောက်လာတော့ပါအဲကြည်နေတယ်ကောင်မလေးတွေ့မို့အမေတွေ့လည်းပါတော့ဗောနော်အဲလူကြီးတွေ group လည်းပါတယ်အဲ8ဒီ8ဒီလာရှိတာဗောအထက်ကတော့8လာရှိတယ်ပြီးတော့ကျွန်တော်တို့တွေ့လည်းဖက်နက်တွေဖက်နက်လေးတွေလာရှိတာဗော promotion ပေးနေတယ်ဆိုတော့လေ ပြီးတော့ promotion က first item ဝယ်လို့ရှိရင်5%ပေးတယ်နောက် second item ဝယ်ရဆိုလို့ရှိရင်20% off ပေးထားတယ်ဆိုတော့ဝယ်ရတာတန်တယ်လေအဲဒါကြောင့်ကတ်ချီတာပါကိုကကိုရသတိမထားမိဘူးအဲ့လိုဖြစ်နေတာဟုတ်လားအာအာဟုတ်လား เออเนาะอินเทอร์วิวเปียแล้วซับพี่ๆเนี่ยแหละไอ้หลูပြောနေจ้าเนาะဘဝင်းเนี่ยဖြစ်တာနေပါเนาะဝင်းเนี่ยနေလေလူကြီးလူကြီးဆက်တော့ဆက်ဖြစ်ပြင်းနေเนาะဒီခါကျတော့လည်းဘာဖြစ်မှမသိလို့အဲ့လိုဆက်ဖြစ်ဖြစ်ဖြစ်နေတာပါလာကြည့်ဖြစ်ပါတယ် DNC မှာကျွန်တော်အများပို့ပြီးတော့မှလာကြည့်ဖြစ်တယ်အဲအရင်တော့ကလည်းအဲ့လိုပေါ့ အထိမ်းမန်းနေလေးတွေတော့နောက်လူကြီးတွေကို grow ဖို့လို့ဆိုလို့ရှိရင်ကျွန်တော်တကူတကနဲ့လာပြီးတော့မှကြည်ပါတယ်ပြီးတော့ Maros တို့ကလည်းအဲတကူပဲလို့ရှိရင်နောက်ကနေလက်ဆောင်ကလည်းထပ်ပေးတာဆိုတော့လေအဲ့တော့တကူပဲလို့ရှိရင်၃ခုလောက်ရတယ်အဲ့ဒါကြောင့်အဲအကြိုက်ပဲအကြိုက်ပဲကုတက်ဖက်နဲ့လည်းလက်ဆောင်ရတယ် promotion လည်းပေးတယ်ပြီးတော့တကူအတီလိုပါဒီမှာလေဟိုကွက်တက်အတွက်ပဲဖြစ်ဖြစ်နောက်ကျွန်တော်တို့ formal ထပ်သွားထလာဝတ်ဖို့ပဲဖြစ်ဖြစ်အရန်အဆင်ပြေတယ်ပြီးတော့ဈေးနှုန်းကလည်းအရန် fair price ဖြစ်တယ်အဲ့ဒါအဲ့ဒါကြီးကြောင့်လည်းပါပါတယ်လာချစ်ဖြစ်တာဘာဖြစ်ဖြစ်ကြိုက်ပြီးသား ဘာမှမပြောစရာမလိုဟမ်တော့ကောင်းပဲအဲဟုတ်တယ်ဟုတ်တယ်အမေကဘားဝယ်ပေးပေးငါသားလေးဘားဝယ်ပေးပေးဝယ်ပေးရင်ကို PT ဖြစ်နေတာအတူတူပါပဲဘားဝယ်ဝယ်ပေးရင်ကို PT ဖြစ်နေတာအဲ့လိုတော့အဲ့လိုတော့အဲ့လိုတော့မပါဘူးဗျကျွန်တော်အဲ့လိုမျိုး အအရင်ကလည်းဟိုဘယ်လိုပြောမလဲဟိုဒီလိုပဲကိုယ့်ကိုယ်လေးပဲနေတတ်တာဆိုတော့ကိုယ်လည်းအလုပ်မခံရဘူးသူများကိုလည်းမလုပ်ဘူးပြောရရင်တော့လောကကောင်းလုပ်ပေးရကောင်းမှလည်းမသိဘူးပေါ့နော်အဲဒါပေမဲ့လည်းအဲ့လိုပေါ့ကိုယ်ကလုပ်ခံအအတခုရှိတယ်လေကိုယ်ကကိုယ်ကအလုပ်ခံခြင်းရင်သူများကိုလည်းလုပ်ပြရတယ်တဲ့ဆိုတဲ့ဟာမျိုးလေးတွေတဖြည်းဖြည်းနဲ့တင်ယူရတာပေါ့နော်ဆိုတော့အဲ့လိုလေးလည်းရှိပါတယ် အတင်ဝရတာပေါ့မငယ်တော့ဘူးလေတော်တော်ကြီးနေပြီဖြစ်ဖြစ်မင်းညီမလေးစစ်တာကိုကအာမထုတ်ပြတတ်ဘူးမထုတ်ပြတတ်ဘူးအဲ့လိုကိုက introvert ထဲမှာပါတယ်အဲဒါပေမဲ့လည်းအဲဘာဖြစ်လာလဲဆိုတော့နောက်ပိုင်းမှာသိလာတာဘာရှိလာလဲဆိုတော့တချို့ကိစ္စတွေကထုတ်မပြတတ်ဘူးဆိုပေမဲ့လည်းစစ်တဲ့စိတ်နဲ့သူ့ဘာသူထုတ်ပြတတ်လာတယ်လည်းရှိတယ်ကိုကဘလောက်ပဲဘလောက်ပဲမထုတ်ပြတတ်တဲ့သူပဲဖြစ်ဖြစ် ချစ်တဲ့စိတ်တစ်ခုနဲ့လေးစားတဲ့စိတ်တစ်ခုနဲ့အော်တိုဖြစ်လာတာတွေလည်းရှိတယ်အဲ့ဒါကိုတော့တဖြည်းဖြည်းချင်းနဲ့တော့သိလာတယ်အခုဒါတွေပေါ့အဲခုနကလိုမျိုးတွေကိုမလုတ်တက်တဲ့ဟာတွေကိုမလုတ်ဘူးတဲ့ဟာတွေကိုအချင်းမရှိတဲ့ဟာတွေသူများကလုတ်ပြရတယ်သူများကကိုယ့်ကိုလုတ်ပေးတယ်ဆိုတဲ့အခါမှာဩဒါဆိုရင်တော့သူများကကိုယ့်ကိုကောင်းပေးတယ်ဆိုလို့ရှိရင်အကိုကအတိမတ်ပြူရတော့မယ်လေအတိမတ်ပြူပြင်ကိုကလည်းပြန်ကောင်းပေးရတော့မယ်ကိုကပြန်တုံ့ပြန်ရတော့မယ်ဆိုတဲ့ဟာမျိုးပေါ့အဲ့ဒါလေးတွေတော့အာသိလာတယ် ကိုကကိုပျော်ရွှင်ရတာများပါတယ်။ကိုကကိုကိုပျော်ရွှင်အောင်ကိုအလုတ်ခံရတာ။အပြုစုခံအယူခံအယူရအခံပျော်ရွှင်ခံ။နောက်တော့ အဲအထိပဲရှိတယ်ဆိုတာထက်လေကိုတို့ကအဲဒီဘက်ခေတ်ကာလမှာတည်တဲ့အတိုင်းပဲနေရတဲ့တပန်းတွေကတူလာတယ်အဲနောက်ပြီးတော့ကကြီသုံးပါးလည်းရှိတယ်ဆိုတဲ့အခါကျတော့အဲ့တော့တွေးဆုံနေတဲ့အချိန်လေးမှာကိုတို့ကအဆင်ပြေအောင်တရားမတော်တွေးတဲ့အချိန်မှာလေးစားရမယ်တမိုးထားရမယ်ပျော်ရွှင်အောင်ထားရမယ်တွေးရတဲ့အချိန်ခဏလေးကအယမ်းတန်မှုရှိတယ်ဆိုတော့ခဏနေဘာဖြစ်မှမသိဘူးလေအဲ့တော့အထိပဲရှိစွာနဲ့ပဲအဲအခုလက်ရှိရှိနေတဲ့အချိန်တွေကိုပဲအကောင်းဆုံးဖြစ်အောင်စူးစမ်းပြီးတော့ဖြတ်တန်းတယ် อืมအဲ့လိုဆိုတာထက်လေအာအဲ့လိုဆိုတာထက်ပြောရရင်တော့ဒီအချိန်တွေကဘယ်သူမှပျော်ရွှင်နေရတာတော့မဟုတ်ပါဘူးကိုယ်စူးစမ်းပြီးတော့မှအဲပျော်ရွှင်နေရတယ်ဆိုတာနည်းပါတယ်ပျော်ရွှင်နေရဆိုတာထက်ကိုယ့်ဟာကိုယ်ပဲလက်ရှိရှိနေတဲ့အချိန်လေးကိုအဆင်ပြေအောင်နေကြရတာပေါ့နော်အဲ့တော့အဲတန်းတဲ့တော့အပူတွေမရှိတာမို့ရှိတဲ့အပူကိုခဏမေ့ထားပြီးတော့မှအအချင်းချင်းဖေးမှပြီးတော့မှအကောင်းဆုံးဖြတ်တန်းကြရတယ်အရင်တော့ကလည်းအဲကိုပြောခဲ့ပူပါတယ် ဆိုတော့ရှေ့တုန်းမှာတမိုးထားပါရှေ့တုန်းမှာချက်ပါဆိုတဲ့ဟာလေးလေဆိုတော့ဒါမျိုးလေးတွေရှိတဲ့အခါကျတော့အဲအဲကိုပတ်ဝန်းကျင်ကိုပေကိုပေကိုပတ်ဝန်းကျင်မှာရှိတဲ့ကိုယ့်ရဲ့အတိုင်းဝိုင်းကိုယ့်ရဲ့မိတ်ဆွေအဲဒါတွေကိုကရှေ့တုန်းမှာတမိုးထားတယ်လေးစားရတယ်ချက်တယ်ပြီးတော့မှဟိုအခုလိုမျိုးရုတ်တရက်ကြီးတွေနော်အခုလိုမမျောလင့်ထားရဖြစ်တဲ့အချိန်ကျတော့မှကိုတို့နော်တွေ့ကြရတဲ့ငလင်းတန်တွေပါတယ်ဆိုလို့ရှိရင်အများကြီးဓာရီပေါ်မှာကိုတို့ကတန်ဝေခရရတယ်ဒီဓာရီပေါ်မှာ ယူယူစရာတွေအများကြီးရှိတယ်အဲ့တော့ရှိတော့မှတမောထားကြရတာပေါ့အဲစုပ်ပြေးရဆိုတာအထိပယ်ကိုရှိတာပေါ့အထိပယ်ရှိတယ်လို့ပြောရင်ပုံမှန်ပါတယ်ရှင်ကိုရဲ့မူဖိုင်ဆိုင်ဖြစ်ဖြစ်မိကြပါလားအဲဟုတ်တယ်ဟုတ်တယ်အာဟုတ်တယ်ဟုတ်တယ်အဲ့တော့ဒီဒီနှစ်ကလေအဲဟိုအထက်ကဖန်အကြောင်းလေးကျွန်တော်ပြောချင်ပါတယ်ဖန်နေရဆိုလို့ရှိရင်လေ ကျွန်တော်ကိုမထင်မရှားအချိန်ကလေးကနေပြီးတော့မှဒီဇိုင်းမမတ်နဲ့အားပေးလာတဲ့ fan တွေရှိတယ်အဲဂျားထဲမှာတော့ကျွန်တော်က social media ပေါ်မှာ fan တွေကိုကျွန်တော်ကတုံ့ပြန်မှုအားနည်းတာတွေရှိတယ်အဲ့တော့ကျွန်တော်နေတဲ့လိုလေးပဲနေတာပေါ့နော်အဲနေတဲ့လိုနေတဲ့အပေါ်မှာ fan တွေကကျွန်တော်ကိုလေမညှဉ်ညင်သွားပဲနဲ့ဘလိုလေးပဲနေနေသူတို့ချစ်ပြီးတော့အားပေးကြရတယ်ဒီနှစ်ပိုင်းနေမှာဆိုပို့ပြီးတော့သတိထားမိတယ်သတိထားမိတဲ့အခါမှာဘာတွေတွေ့ရလဲဆိုတော့ဟိုးငငယ်မထင်မရှားဘဝတွေကအားပေးလာတဲ့ fan တွေခုထိအားပေးနေရဆိုတော့လည်းသိရတယ်ဒီနှစ်မွေးနေ့မှာဆိုလို့ရှိရင်လည်း အဲ့လိုပေါ့ပကံကဖျားမှာသွားပြီးတော့မှဖန်နေကကျွန်တော်တို့အလိုလိုပြဖျားမှာဆုံးကပ်ပေးတာမျိုးတကူးတကားနဲ့မမရရအောင်လုပ်ပေးတာဒါဒီနေ့မှမဟုတ်အရင်နှစ်တွေတုန်းကလည်းအဲ့လိုလုပ်ပေးကြရတယ်ရှိတဲ့အတွက်ဖန်နေလို့ကျွန်တော်ကျေးဇူးအများကြီးတင်ပါတယ်ဒီနေ့ကတော့အများကြီးကိုကျွန်တော်တို့ဟိုဟိုမေတ္တာတွေအများကြီးရတဲ့နှစ်ပါအဲအရန်ကိုလည်းဟိုအထိပဲရှိတယ်အဲပြောလဲပြောရှင်းရတယ်ကျွန်တော်အလူတန်းနေလည်းအများကြီးလုပ်ခွင့်ရတဲ့နှစ်ပါဟုတ်ဟုတ်ပါတယ်ခံစားမိပါတယ်မြေတားတွေအားလုံးဟုတ် အာတို့ပါသေးတယ်တို့ပါသေးတယ်အာဖန်နီကသူတို့ကကျွန်တော်ပြောရင်လိုက်ပြောရတဲ့သူတွေလေကျွန်တော်ဝမ်းနေလဲလိုက်ဝမ်းနေကြတာဆိုတော့အခုကျွန်တော်ပြောနေရဆိုတော့သူတို့ကလည်းပြောတာပေါ့အဲအခုကကျွန်တော်တို့အာအာအဖီရပရိသတ်တ ျွန်တော်အခုဒါကတော့ DNC 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 အကြောင်းလေးလည်းနည်းနည်းပြောချင်ပါသေးတယ် DNC မှာလည်းကျွန်တော် promotion တွေအများကြီးရှိပါတယ်ဒီလကုန်တီးရှိပါတယ်မျိုးပေါင်း900ကျော်ယောက်ျားဝတ်မိန်းမဝတ်အပစ္စည်းစုံပါတယ်ခင်ဗျာလာရောအပေးဖို့လည်းဖိတ်ခေါ်ပါတယ်နောက်ပြီးတော့ကျွန်တော်အပေးနေကြတဲ့ပရိသတ်ကြီးအားလုံးပဲစိတ်အကြမ်းပါခြင်းကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့ကကြီးသုံးပါးမှပြန်ဆောင်ကြော်လာနိုင်ပါစေလို့ဆုတောင်းပေးပါတယ်ခင်ဗျာ